။တချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ရဟတ်ရင်ကိုမေလ21ရက်မှာထပ်မံတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ကပြစ်ချဖျက်ဆီးခဲ့တဲ့စစ်တပ်ရဟတ်ရင်နဲ့တိုက်လေရင်စုစုပေါင်း၅စီးထိရှိလာပြီလို့သိရပါတယ်။ဒါကြောင့်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေကစစ်ကောင်စီကိုခုခံတွန်းလှန်ရင်ပြစ်ချနိုင်ခဲ့တဲ့စစ်တပ်ရဲ့လေရင်နဲ့ရဟတ်ရင်အစီးရင်အနည်းဆုံး၁၀စီးထိရှိပြီလို့သိရတာပါ။ KIA နဲ့ပူးပေါင်းတပ်တွေက မေလ20ရက်မှာဗမော်မြို့အမှတ်27စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ22ကိုစစ်ကူနဲ့ရဲခါခဲရန်လာဖို့တဲ့ရဲရင်3စီးကိုပြစ်ချတိုက်ခိုက်ရမှာနှစ်စီးထိမှန်ပြီးဒစီးကတော့ရွှေကူမြို့အနီးတစ်တော်တဲ့မီးလောင်ကျွမ်းပြီးပြစ်ချခဲ့ပါတယ်။အဲ့ဒီတဲယူပို့ဆောင်ရဲ့ရဲရင်ဖြစ်တဲ့ MI7 နီးပေါ်မှာပါလာတဲ့စစ်သား16ဦးစလုံးတေဆုံးခဲ့ပြီးအဲ့ဒီတေဆုံးသူတွေထဲမှာယူဟာမှုတူအပါဝင်အရာရှိတချို့ပါဝင်တယ်လို့စစ်ရေးရင်းမြစ်တွေကပြောပြပါတယ်။ကျန်ဒစီးကလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ထားချိန်မေလ22ရက်ညနေပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်တွေကထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ KIA ပြောခွင့်ရသူဗိုလ်မှူးကြီးနော်ဘူးက People's Spin ကိုအတည်ပြုပါတယ်